တော့မလုပ်တော့ဘူးလို့သူကမင်းငယ်ဦးတဲ့လူကတော့ကိုရယူခုကြတဲ့အရာယူအောင်ပါပဲသမီးပဲတော့ခတ်ကြပါပဲအဲ့ဒါကြောင့်မလုပ်တော့ဘူးလို့သမီးကတော့တော့မပေါင်းတော့ဘူးသူကကျောင်းမှာဆိုတော့ဒီဖိုင်လေးကိုညီမလေးယောက်ျားကြည့်နေလဲမလေးသူ့ကိုပြောကြစကားမရှိတော့ဘူးနော်ဒီဘက်တော့ဒီများနေပဲကိုကကိုလုံးကံပဲကိုကတော့ကိုပဲနေတော့မကူရဲ့ကိုတော့မတော်လေးအောင်ပဲနေတော့အေးလို့ပဲအဲ့လို ဟုတ်ပါဘူးလေကိုကြီးကတော်တော်လေးကိုအခက်ခဲကြတော့သမီးကလည်းဘယ်မှလည်းမလာဘယ်မှကိုလည်းစားလည်းမတက်ဘူးလေဆက်ဖြစ်လို့လည်းမသိဘူးကိုကြီးကတော့ခါကြတော့သမီးကတော်တော်လေးသမီးအားကြလည်းမရင်ငယ်ဘူးသမီးဖိုက်နှစ်လက်လောက်ပါပဲဩအဲမခလေးကသမီးကရခိုင်ရပါကိုကြီးကဟုတ်ပါဟုတ်ပါတကယ်ကနေဒီဘယ်လိုရောက်ရဟန်းကွေးရနေလာတော့သမီးရောက်ကြနဲ့လာတာပထမနှစ်နှစ်လောက်လို့ရှိပြီနှစ်နှစ်မြောက်ဒီမှာလည်းခင်ရနေခဲ့တယ်ငါတတိနှစ်နေတယ်အင်းကသမီးရောက်ကြကွေးရပထမမင်းငိုင်းဘူးမထင်ဘူးသူကဘိုင်းနဲ့ခါပြေးတော့ ူရဲ့နေစားမစော့စမ်းရှူအာနေမှာပဲနေရတယ်မင်းတို့ကန်နာနေနေရတာမခလေးတော့တော်တော်လေးတော့ခေါင်းရကူရဲ့မဆော့ဒီစားအခုကလေး၃ယောက်နဲ့ဒုက္ခရောက်နေလို့ဟုတ်ကဲ့ယောက်ျားဖြစ်သူကငယ်ငယ်ယူသွားလို့ဟုတ်ကဲ့အဲဒါနဲ့မွေးကစားလေးလားမွေးကစားလေးကလေးလာပဲလေးလာပဲဟုတ်ဗျာယောက်ျားကဘယ်ချိန်ကယူသွားရတော့ယောက်ျားကူရဲ့ယူသွားတော့ရှင်းလာလို့ရှိလို့ရှင်းလာလို့ဒါဆိုဘိုက်ဘိုက်မှာကြရဘိုက်မှာတည်းကသူကဘယ်သူကမွေးကတော်တော်လေးကိုကူရဲ့အန်ဒီကိုပဲကူပြီးလို့မွေးရတာ ဟုတ်ကဲ့တော်တော်လေးကိုတော့ခါကြတော့တော်တော်လေးလေးစားလည်းမရှိအမျိုးဆိုတဲ့သူကလည်းလေးနဲ့မြနေရအောင်ဆိုတာပြလာတယ်ရခိုင်တမီးရောက်ရလိုက်ရခိုင်ဘက်ကိုရခိုင်ကပဲအော်တူတူပဲဒီဘက်ကိုတက်လာကြတယ်တူတူဖက်တက်လာကြတယ်တမီးရောက်ကောင်းမွန်တယ်ကိုရကောင်းမွန်ဆိုတော့အဲ့ကောင်းမွန်ဆိုတော့ကိုရသိတဲ့အတိုင်းဟမ်ဟုတ်ပါပြီအဲဒီကဖြစ်နေတဲ့အကြောင်းအရာကကလေးကတယောက်နှစ်ယောက်သုံးယောက်နဲ့စာဝတ်နေရေး ဒုက္ခရောက်တယ်ပြီးတော့နေပြားဘယ်လိုနေတော့နေစားလည်းနေရာမရှိဘူးကိုယ်ရဲ့နေပြားကိုအိမ်မှာနေလိုက်ဒီမှာနေလိုက်ဟိုအိမ်မှာတို့အိမ်မှာဘယ်လိုလုပ်နေလို့ရတာတို့ကအာနေငါဘက်ကနေနေရတာကိုယ်ရဲ့ဒီအာနေငါဘက်ကနေနေရတာဩဝါနေစားနေရာမရှိသူများအိမ်မှာဖြစ်နေရတာဟုတ်ကဲ့ကျွန်တော်လို့ခေါ်တော့တာလေစာဘုတော်ကြဘယ်လိုလုပ်ကြတာစာဘုတော်လည်းအဲအာနေကဘကူရဲ့မစရတနာဆရာတနာဘဘဘယ်လိုပဲနေရလဲဒီမှာသမီးတော်ဆိုပထမအကူရဲ့သမီးတော်ဆိုတောင်းတော့တက်ရတယ်ဟမ် တောင်တွေချင်းခွေလိုက်ပါလေလိုက်လိုက်ဩသူကဒါဒါတမိလားတော့အဲ့ဒါကိုဟုတ်တာအဲဒါနာမည်ဘယ်လိုခေါ်လဲမေဆန်ဇောညာမေဆန်ဇေ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 ာဩအားကြောင်းမနေဘူးလားဟင်းတရမ်းမနေဘူးလားနေဘူးလေ၄နာရီဩ၄နာရီနေဘူးလေအင်းဒီပြားသားတို့ပဲချင်းပြည့်ရထားပါလေ။အော်ဒါတော့၁၀နှစ်လောက်ပါတယ်။ဆင်းရထားပါ။တပြည့်စီရလား။ဘာဖြစ်လို့လဲ။ ဖေကမိမခေါ်ထုတ်သွားကြတယ်အဲ့တော့ဒါသူကိုစိတ်နာတယ်ပေါ့ဟင်းဒီမလေးရရဒီမလေးကိုချစ်လိုက်ဟင်းဒီမလေးရဒါပဲရွယ်ရှိပြီလေ၄နှစ်ရွယ်၄နှစ်ရွယ်ဟင်းရတယ်ရတယ်နော်ဒါတော့ဒီနေ့ဘာလေးစားပြပါပြီလဲဒီနေ့မုတ်တွေစားပါဟုတ်လားဘာမုတ်တွေစားမုတ်ပြရမုတ်တွေဘုလိုကမုတ်တွေဒီလိုကမုတ်တွေကြည့်တာဟင်း အေးပေါ့အဖနက်တွေရတယ်နော်ဖနက်လေးတွေလည်းဒီမှာစုပ်ပြတ်တက်လာဒီသမီးကဖနက်တော့မရှိလားမရှိဘူးအင်းဒီကလေးကဖနက်တော့မရှိဘူးအဲ့ဒါမလေးဖနက်အေးမလေးဖနက်လည်းဘာမှမရှိနေစားမစားစားပသားလည်းကိုတခါမှမရှိဘူးဆရာကိုအကျိုးကျော်ပြန်လာအေးတောင်းပန်လာတာဒီအလုံးအလုံးတကယ်လို့အလုံးလုံးမဲ့ဆိုလည်းအလုံးလုံးရပါမလားကလေးလေးကလည်းငွေငွေလေးပဲရှိသေးတာသမီးကတော့ဈေးချပါရှိတော့ရောင်းဖို့လို့ပဲဘူပါတယ်ကြီးရဲ့ အဲ့အလုံးလက်ချာနဲ့ဘယ်လိုလုံးမှာလဲအေးပေါ့အေးပေါ့ဈေးရောင်းခြင်းရောအရင်ဘာတွေရောင်းတတ်တော့အရင်ဒီဘယ်လောက်ရရင်အဆင်ပြေလဲအဲ့ဒါတော့ပြောဖို့လို့တက်ဆန်းဆရာကသူကဘာလို့ပထမလေးရောင်းခုတယ်လို့မဟုတ်ဘူးတော့ဩော်တခါမှတော့မရောင်းဘူးဈေးလေးတော့ရောင်းခြင်းတယ်နော်နေတာအခုဖန်ပင်နာလေးမှနေရတော့ဟာကောင်းခွင်းနဲ့မှာဖန်ကောင်းခွင်းနဲ့မှာဩရာစစ်ပြစ်ခွင်းစစ်ပြစ်ခွင်းကောင်းခွင်းနဲ့အမှကူလားဆိုတာမသိဘူးကူလားဆိုတာမသိဘူးနော်အဲဟုတ်ပြီဟုတ်ပြီကျွမ်းမယ်ဆိုရင်ညီမလေးတို့ကရခိုင်ကနေလာကြတာဟုတ် ။တိုက်ပွဲချောင်လည်းဖြစ်မှာလား။တကယ်ပြီကတော့တိုက်ပွဲအမျိုးမဖြစ်ဘူး။ဟောဖြစ်သေးဘူးအကြပြီးတော့ဒီဘက်ကိုရောက်လာ။ဒါပေမဲ့အဓိကတော့ဒီဘက်မှာနည်းနည်းအခြေချလာနေတာ။ဒါပေမဲ့ယောက်ျားဖြစ်သူကမိမယူသွားတဲ့ခါကျတော့မယငယ်ယူသွားတဲ့ခါကျတော့ဟောနဲ့စားဖို့နေရတော့မှအဆင်ပြေဒုက္ခရောက်လို့အကူကြီးတောင်းတာပါနော်။တကယ်လို့များဒီဒီဖိုင်လေးကိုညီမလေးရဲ့ယောက်ျားကကြည့်နေတယ်ဆိုရင်ညီမလေးကသူ့ကိုဘာပြောစရာရှိလဲ။ဘာပြောချင်လဲ။မပြောတော့ဘူးကိုကြီးရဲ့ဘာလို့လဲတမင်း။ဟော ဒုက္ခတော်တော်လေးကြရတော့မပြေထတာသူကအဆက်သက်မလုပ်တော့ဘူးကိုကသူမျိုးတော့ပြောရှာတဲ့မရှာတော့ဘူးရဲ့ဟုတ်တယ်မလားဘိုင်းတစ်ခါပတ်စံနဲ့တစ်ခါမှမရှိဘူးတော့သူမပြေထတာတော့ဒီအန်ယူကောင်းလို့ပဲခလေးမွေးရတာဘုံကွာဖြစ်တာတော့မဟုတ်ဘူးသူဘမသေးလို့ဘမနေရမှမသိသမီးသေးတော့လေကိုရဲ့ဒီခလေးတော်တော်လေးတော့တော့ခါကြမှာဘုမလည်းအမျိုးဆိုလည်းမရှိဘာလည်းမရှိဘူးကြောင်မလုပ်တော့ဘူးတော့သူကငယ်ငယ်ဦးလေးကတော့ကိုရဲ့ယူဘူးကြတဲ့အရာယူအောင်မှာပဲသမီးပဲတော့ခါကြမှာပဲ မလုပ်တော့ဘူးလို့သူကတော့မပောင်းတော့ဘူးလို့ကျောင်းမဆိုတော့ဒီဖိုင်လေးကိုညီမလေးယောက်ျားကြည့်နေလေညီမလေးသူ့ကိုပြောကြစကားမရှိတော့ဘူးနော်ဒီဘက်တော့ဒီများနေပဲကိုကကိုရုံးကန်ပါကိုကတော့ကိုပဲနေတော့မကူရဲ့ကိုတော့မတုံလေးရောပဲနေတော့အေးလို့ပဲဟုတ်ပါတယ်ကိုကကိုရဲ့တော်တော်လေးကိုအခက်ခဲကြရတော့သမီးကလည်းဘယ်မှလည်းမလားဘယ်မှကိုလည်းစားလည်းမတက်ဘူးလည်းမတက်ကိုကြီးရဲ့အော်အဲ့ဒါကြောင့်အာနီဘက်ကူကြီးတောင်းတောင်းအာနီရဲ့တို့တို့ဖြစ်လို့ နေစားလည်းမရှိတော့သူ့မသားကူရဲ့ဦးနေရဲ့သူ့ရောက်ရလောက်သာပဲစဉ်းစားရတော့ဘလို့မလည်းတော့ဆင်းပြီးတော့ဘူးအမျိုးကိုတွေ့ထရတယ်နာတွေ့ထရတယ်တော့ခလေးမမွေးခင်ရပဲဘလို့မလည်းဆင်းပြီးတော့ဆိုတာငါကဘူးကူပါလာရင်ကလိုက်ထမအမျိုးမဖုန်းလည်းမရှိပါဘူးသူမျိုးဖုန်းမလိုက်တိတ်တွေ့နေဘူးကိုအဲ့လိုအခုနေတောင်းလာတာဒီပေါ့ပြောရမယ်ဆိုရင်တော့မလေးကအမေဘူးဒုက္ခရောက်တယ်နော်ဒုက္ခရောက်တော့ကိုကြီးရဲ့တော်တော်လေးဟုတ်ပြီကလေးကလည်းဒါပဲနဲ့လေ အဲ့ဒါဆယ်နှစ်ကျော်ပြီဆယ်နှစ်ကျော်ပြီဒီကလေးကလည်း၄နှစ်ဒီကလေးကလည်းလာသားလေးနဲ့အဲ့တော့ကလေး၃ယောက်နဲ့ပေါ့နော်သူကတော့ရခိုင်ဇာတိတွေပေါ့ဒုက္ခရောက်နေကြပေါ့အကူကြီးတောင်းကတော့ဘာလဲဆိုတော့အကူကြီးကတော့စားဖို့နေရင်လည်းအဆင်မပြေဘူးနေတာလည်းဟိုတနာကိနာစိတ်ရှိတဲ့အိမ်တိုင်ကတော့ထားထားပဲပေါ့နော်ဒါပေမဲ့ရေရှည်ကြတော့သူတို့လည်းသူတို့အခက်ခဲနဲ့သူတို့ရှိတဲ့အခါကျတော့စားဖို့အတွက်နေဖို့အတွက်အကူကြီးတောင်းတာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်အခုလောလောဆယ်ကတော့ဒီမှာလေးနန်း နန်းလာမင်းရွှေစင် A တဲ့နော်ဟုတ်မဟုတ်တစ်ချက်ပြန်ကြည့်လိုက်ပါဦးနော်ဟုတ်တယ်ဒီမှာလေးနန်းလာမင်းရွှေစင် A ကနေပြီးတော့ဟိုပါပေါ့ဂျီမီသားစုအတွက်လောစင်မတ်တီတဲ့အနေနဲ့အလူငွေ3,500တောင်းလှူပေးလိုက်ပါနော်အင်္ဂလိပ်နန်းလာမင်းရွှေစင်အေးကိုကျင်းစတဲ့စူတောင်းစကားလေးနဲ့ပြောလိုက်ပါအောင်နော်။ဟုတ်ကဲ့။ဒီကကျင်းစတဲ့မရဲတမီးတို့မိသားစုတို့လောက်ကိုရတဲ့လောက်ကတန်ကြရပြောင်းပါဦး။ သမီးတို့ဟောကြတယ်လို့မကြကြပါနဲ့သူတေးစုကမှသူကသူကပြောဆိုမကြဘူးဟုတ်ကဲ့ရတယ်အဲ့ဒါချင်းနော်အဲ့ဒါဆီပါတယ်နော်ဟုတ်ကဲ့ကျေပွန်ရဲ့နော်